ဒီကနေ့အော်တိုဘာလာတရက်နေ့သူငယ်တော်ယေဇူးဤတန်တာထရေဇာပွဲနေ့သို့မဟုတ်26ကြိမ်မြောက်တာမန်တည်င်းပတ်ရဲ့ဗုဒ္ဓဟူးနေ့ရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီး9အခန်းငယ်59မှ62တခင်ယေဇူးနှင့်တပည့်တော်တို့သည်လမ်း၌သွားနေကြစဉ်လူတစ်ယောက်ကကိုရောချွတ်သွားမိနေရာရရတုအကျွန်ုပ်လိုက်ပါမည်ဟုကိုရောအားလျှောက်လေ၏ ထိုကယေရှုကမြေခွေးတို့၌တွင်ရှိ၏မိုးကောင်းကင်ငှဲ့တို့၌လည်းအတိုင်ရှိကြ၏လူသား၌မူကားမိမိခေါင်းချစီရာနေရာမရှိဟုသူအားမိန်တော်မူ၏ကိုရောသည်အခြားသောသူတို့အားငါနောက်သို့လိုက်လော့ဟုမိန်တော်မူ၏သို့တော်လည်းထိုသူကသခင်ဖျားအကျွန်ုပ်၏ဖခင်ကိုတကြိုရန်ဥစွာသွားပြစေဟုလျှောက်လေ၏ထိုကားကိုရောကလူသည်တို့သည်မိမိတို့လူသည်များကိုတကြိုကြပါစေသင်မူကားသွား၍ ဖျားသခင်နိုင်ငံတော်အကြောင်းကိုဟောပြောလို့ဟုသူအားမိန့်တော်မူ၏အခြားသောသူတူးကလည်းသခင်ဖျားကိုရောဤနောက်တော်သို့ကျွန်ုပ်လိုက်ပါမည်သို့သောကျွန်ုပ်၏အိမ်တွင်ရှိသောသူတို့ကိုဥစွာနှုတ်ဆက်ပြရစေဟုလျှောက်လေ၏ယေရှုကလည်းထုံတုံးကိုကန်၍နောက်သို့လှက်ကြည့်တော်သူသည်ဖျားသခင်၏နိုင်ငံတော်နှင့်မထိုက်တန်ဟုသူအားမိန့်တော်မူ၏ ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်။ Theology of Lateness သင်ငယ်မှုရဓမ္မပညာအသေးအဖွဲအမှုအရာလေးတွေဖြစ်တော်လဲပဲကြည်ကျခံထားတဲ့စွမ်းအားတကူရှိတဲ့အရာများဖြစ်လာတတ်ပါတယ်။ဘယ်အချိန်မှဖြစ်လာလဲဆိုရင်ချစ်ချင်းမြတ်တာပါလို့ရှိရင် ဆွမ်းအားတကူကြီးမာတဲ့အရာများဖြစ်လာပါတော့တယ်ခရီးရန်ကယုံကြည်ခြင်းဟာသေးငယ်မှုကနေအစပြုပါတယ်သေးငယ်မှုကနေဖျားသခင်ရဲ့ကြီးကျယ်ခမ်းနားမှုကို ပြသလိုက်ခြင်းကြောင့်ပဲဖြစ်ပါတယ်လူမသိသူမသိအတမ်းမဝင် လူရမဝင်တဲ့အခြေအနေဖြစ်တော်လဲပဲချစ်ချင်းမြတ်တာအားဖြင့် ြီးကျယ်ခမ်းနားတဲ့ဘုရားသခင်ရဲ့ဘုံဘုံတော်ကို တွေ့လာကြလို့ပဲဖြစ်ပါတယ်။နာဇရက်မြို့မှာရှိတဲ့တန်ရှင်သောအိမ်တော်စုရဲ့သေးသိမ်မှုတိမ်ငံမှု လူရာသူရာမဝင်မှုဒီလိုအခြေအနေလေးတွေက နေပြီးကြီးကျယ်ခမ်းနားတဲ့အရာ ဖြစ်လာခဲ့ပါတယ်။ဂေါ်ဂေါ်ကကုန်းမှလည်းပဲဒီလိုပါပဲလူထင်မကြီး ူထင်ကြီးတရားမရှိတဲ့စုပ်ပြတ်နှုံချတဲ့အခြေအနေကတကယ်ဆွမ်းအားတကူအကြီးမြတ်ဆုံးသောချစ်ချင်းမြတ်တာဖရာသခင်ကိုတွေ့လာကြရပါတော့တယ်။ဒါဟာသိငယ်မှုရဲ့ဓမ္မပညာပဲဖြစ်ပါတယ်။သိငယ်တဲ့အမှုပင်ဖြစ်တော်냐လဲချစ်ချင်းမြတ်တာပါဝင်မယ်ဆိုရင်ကြီးကျယ်ခမ်းနားတဲ့အမှုအရာတွေဖြစ်လာတာကိုတွေ့ကြရပါတယ်။ဒီဟာကို ဒီနေ့ကျွန်တော်တို့ကျင်းပနေတဲ့စိန်ထရီစာလေးကဆုပ်ကိုင်မိလိုက်ပါတယ်။သူကိုယ်တိုင်လည်းပထမအစပိုင်းမှာလောကအမြင်လောကအတွေ့လောကစံနှုန်းထားတွေနဲ့တွေ့ပြီးကြီးကျယ်ခမ်းနားတဲ့စိန်ကြီးတွေသူတော်စင်တွေကဲ့သို့အားကျအတူယူလေးစားကဖြစ်လို့စိတ်များရှိခဲ့ပါတယ်။သို့တော့နောက်ဆုံးမှာသူ့ရဲ့အဖြစ်အခြေအနေအမှန်ကိုအမှန်တိုင်း ချစ်ချင်းမေတ္တာအားဖြင့်ကြီးကျယ်ခမ်းနားတဲ့အရာ ဖြစ်လာအောင် သူ ပြုမှုဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်။သူ့ရဲ့မတန်နိုင်ခြင်းသူ့ရဲ့သေငယ်ခြင်းသူ့ရဲ့ laziness ဒီရိုးရှင်းတဲ့တိမ်ငယ်တဲ့လမ်းလေးတွေအားဖြင့်ကြီးမားတဲ့ချစ်ချင်းမေတ္တာထဲ့သွင်းခြင်းအားဖြင့်ကြီးကျယ်ခမ်းနားမှုဖြစ်လာတာကိုတွေ့ရပါတယ်။တကယ်တော့လောကမှာလူအများပိုင်းကဖြည့်ဆည်းခြင်းမှာ ဆွမ်းအားတခုရှိတယ်လို့မှတ်ယူကြပါတယ်အဲ့လိုမဟုတ်ပါဘူးခရိယံယုံကြည်ခြင်းမှာချစ်ချင်းမေတ္တာသိငဲ့တဲ့ချစ်ချင်းမေတ္တာလေးဖြစ်အောင်တော့မှသူ့ရဲ့အစွမ်းအားဟာ ကြီးမားတဲ့အဖြတ်ဆွမ်းအားထက် ကြီးပါတယ်တရားဟာတကယ်ယုံကြည်ရမယ့်အရာလည်းဖြစ်ပါတယ်ခရစ်တော်ကိုယ်တိုင်ဒီချက်ကို သူ့ရဲ့အဖြစ်တော်တွေအားဖြင့်တတ်သိပြခဲ့ပြီး ယဟနာယဟနာပေါင်းမြောက်များစွာကလည်းဒီလိုသူတို့ရဲ့ဘဝတွေကျင့်စဉ်နေအားဖြင့်တက်တည်ပြခဲ့ပြီးပဲဖြစ်ပါတယ်ဒီနေ့ချင်းမှာတဲ့ Saint Teresa ဟာလည်းပဲဒီလိုဒီချက်ကို သူ့ရဲ့ကျင့်စဉ်အားဖြင့်ထပ်မံတက်တည်ပြလည်းရှိပါတယ်သင်ငယ်တဲ့လမ်းတက်နိုင်တဲ့လမ်းရိုးရှင်းတဲ့လမ်းဖြစ်တော်လည်းပဲမေတ္တာတရားထည့်သွင်းခြင်းအားဖြင့်ကြီးမြတ်မှု စွာတကူရှိမှုကို ပြသနေကြတာပဲဖြစ်ပါတော့တယ်။ဘယ်အရာပဲလို့လို့လူသည့်ရှင်ကြလူကြိုက်များဖို့ဆိုတာထက်လှုပ်နိုင်သလောက်လှုပ်တတ်သလောက်အသေးအဖွဲလေးဖြစ်တော်လည်းပဲတတ်နိုင်တဲ့ရှိတဲ့ချစ်ချင်းမေတ္တာအစွမ်းအားလေးအဖြစ်လှုပ်ဆောင်ခြင်းအဖြစ်ကြီးစွာသော စွမ်းအားတကူရှိတဲ့အမှုအရာလေးဖြစ်လာတော့မှာပဲဖြစ်ပါတယ်။ centuries of Chinese Jesus, pray for us.